အားလုံးပဲမင်္ဂလာပါရေဝချမ်းလေးမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မက်စလာရဲ့30ရက်နေ့ဒီကနေ့မှာကျွန်တော်ရဲ့မိဘတွေအားလုံးကြားကျင်နေတဲ့သတင်းအကြီးကြီးတစ်ခုနဲ့စမှာဖြစ်တယ်အဲ့ဒီတင်းကတော့အချက်မဖတ်စစ်ခွေးတက်ရဲ့ leader scan တစ်ခုဖြစ်တဲ့တာဦး leader scan ဟာကျွန်တော်တို့ငလေလောက်ခတ်မှုဌာန်ကို ပြင်းပြင်းထန်ထန်ခန်းစားခဲ့ရပြီးတော့လေဘဲနဲ့သူတို့ ਨੇ ပတ်သက်တဲ့လေလေတက်နှုတ်သားအယောက်90ကျော်ကနအူးရုပ်ပြတ်စင်းပြတ်နဲ့အသေးစိုးတည်ခဲ့ရတဲ့အကြောင်းကိုကြားရမှာဖြစ်တယ်။လီဘဲရီတည်တော့လဲအသေးမလှလိုက်တဲ့အကြောင်းနေပေါ့ဗျာ။နောက်ထပ်ဒင်းခုမှာတော့လူအသက်လူပဲနဲ့ပတ်စံပဲလူပါတယ်ဆိုတဲ့အရှက်မဲ့တဲ့မင်းအောင်လှိုင်အကြောင်းပါ။နောက်ဆုံးမှာတော့ နေပြည်တော်မှာကဲဆဲရေးတွေကိုစွန်းစန်းတမန်ပြင်းပြင်းထန်ထန်လှုပ်ဆောင်နေတဲ့ရုရှားကကဲဆဲရေးတပ်ဖွဲ့ဝင်တွေဒီဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘတွေအံ့ဩမိမှာပါဟာနေပြည်တော်မှာရုရှားကကဲဆဲရေးတပ်ဖွဲ့ဝင်တွေကဲဆဲရေးလုပ်ငန်းတွေပြင်းပြင်းထန်ထန် လုပ်နေတယ်ဆိုတော့ကိုရှမ်းလေးဘယ်နေရာမှာလဲပြဟုတ်ကဲ့ပါနေပြည်တော်ရဲ့လှိုင်ကောင်းတဲမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့သတင်းတွေအရန်ကိုထူကြပါတယ် ထူးခြားမှုတွေနဲ့ပြည့်နေနေတော့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တအူးချင်းစီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်ဟုတ်ကဲ့ပါအခုချိန်မှာတော့လီဘဲတွေဟာကျွန်တော်တို့ပြည်သူတွေပြစ်လိုက်တဲ့မြားချင်းစီမြားချောင်းချင်းစီတိုင်းကသူတို့ရဲ့ရင်ဝကိုတဲ့တဲ့စိုက်သွားတယ် ဒါပြည်သူရဲ့မြစ်တာစုပြည်သူရဲ့ကျိန်စာတွေတင်ခဲ့တဲ့အကြမ်းမဖက်စစ်ခွေးတက်ရဲ့လေဘဲလေတက်လုံသားတွေလေတက်မိသားစုတွေဒါအစလေးပဲရှိပါသေးတယ်။ဟုတ်ပြီကျွန်တော်ရေးမိပါတယ်။ဒါတော့လေတက်စကန်ကလေရင်မှုအပါဝင်လေတက်လုံသားတွေပြီးတော့မိသားစုဝင်တွေအပါဝင်ကနဦး90 ေဆုံးသွားပြီးတော့ပြင်းထန်တဲ့ထိခိုက်ဒဏ်ရရှိထားတဲ့အခြေအနေတွေကိုဒီနေ့ထုတ်ဖော်ပြောဆိုပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါလေရင်ပြင်းလန်းတွင်နဲ့တိုက်လေရင်၃စီးပါဆူဆူဝါဝါပျက်စီးခဲ့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ပြည်သူတွေအတွက်ဒီကနေ့ပထမအဦးဆုံးကြားရတဲ့သတင်းကတော့ကျွန်တော်ရဲ့မိဘတွေကြားချင်ဆုံးတော့တဲ့င်းဖြစ်ပါလိမ့်မယ် ဟုတ်ကဲ့ပါလေရင်မှုတွေလေတက်လူသားတွေမိသားစုဝင်တွေအပါအဝင်90ကျော်တိတ်ဆုံးခဲ့တယ်လို့ကျွန်တော်တို့လေတက်ရဲ့တက်တွင်းကနေပြီးတော့ပေးပို့ထားတဲ့သတင်းတွေရကျွန်တော်တို့သိရှိထားရပါတယ်အဲ့ဒီမှာလေဘဲလေရင်မှု လေလူသားတွေအပါအဝင်ဒီကောင်တွေရဲ့အလောင်းတွေအလောင်း90ကျော်ပေါ်ထုတ်ထားပါတယ် ဆိုတော့ဘလောက်ထိထွက်ပြီးတော့ဒါသူတို့တွေတည်ကြအောင်မယ်ဒီကဒဏ်ရာရရှိထားတဲ့အခြေအနေကလည်းပြင်းထန်တဲ့အခြေအနေမှာထပ်ပြီးတော့လည်းတည်ဆုံးဖို့ရှိနေပါတယ်ဒါတွေကိုလည်းသူတို့တက်တွင်းမှတိတိချာချာလေးကိုတရင်ကိုလှုပ်ဝက်ထားပြီးတော့ဖုံးဖိပါအောင်မယ်အဲ့ဒီဖုံးပြီးတဲ့လှုပ်ဝက်ချက်တွေကိုလည်းကျွန်တော်တို့ကကျွန်တော်တို့မိဘတွေတိအောင်လဲပေါ်ထုတ်ပေးပါအောင်မယ်ဟုတ်ပါတယ်အဲ့ဒီမှာထူးခြားတဲ့အချက်ရှိတယ် ဆိုတော့ပြည်သူကိုတတ်ဖို့ဖြတ်ဖို့ပြည်သူကိုဘုံကျဲဖို့အတွက်ပြင်ဆင်နေတဲ့အချိန်မှာငလီလှုပ်ခတ်သွားတာဘလောက်တောင်ထူချားချက်ကျွန်တော်တို့28ရက်နေ့မှာပဲနောင်ချိုကိုလေချောင်းက နေပြီးတော့ဘုံကျဲတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေတဲ့တိုက်နေရင်ဒစီအဲ့ဒီငလင်ဒဏ်နဲ့အတူပါသွားတာပါအဲ့ဒီတိုက်နေရင်လည်း ပျက်စီးသွားခဲ့ရတယ်။ဒါအပြင်အရေးပေါ်အတွက်အသင့်ပြင်ဆင်ထားတဲ့တိုက်လေရင်နှစ်စင်းလဲပျက်စီးခဲ့တယ်။ဒါဆိုရင်တော့စုစုပေါင်းတိုက်လေရင်သုံးစင်းကျွန်တော်တို့ရရှိထားပါပြီ။ကျွန်တော်ကင်စရာမလိုပဲနဲ့ငှက်ကင်တော့မလိုပဲနဲ့ရလိုက်တဲ့ဒါဖိုးတန်တဲ့ပစ္စည်းတွေပါ ဟုတ်ကဲ့ပါလေကြောင့်တက်ခတ်ရေးအတွက်ပြင်ဆင်နေတဲ့အဲ့ဒီလေရင်ကိုကူညီပေးနေတဲ့ ကားတစ်စီးပြီးတော့လေကာကားနှစ်စီးအဲ့ဒီကားနှစ်စီးအဲ့ဒီအလုံးပေါင်းစုပေါင်းကားသုံးစီးဟာလဲပဲအဲ့ဒီလေချောင်းကျွန်တော်တို့အဆောက်အုံငလင်းတန်ကြောင့်ပြူကျသွားတဲ့အချိန်မှာအဲ့ဒီကားကိုမောင်းပေးနေတဲ့အပေါင်းအပါလေးကောင်ရင်မောင်းလေးကောင်လဲပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်ဒါဆိုရင်တော့သေဆုံးမှုတွေပို့ပြီးတော့ ကြာရဖို့ရှိပါသေးတယ်ဆိုတော့ leader နဲ့ပတ်သက်ပြီးတော့အဲ့ဒီကျွန်တော်တို့တော့ပြင်းလဲနဲ့ပတ်သက်ပြီးတော့ထိခိုက်ထိခိုက်ခဲ့တာတွေလည်းရှိပါသေးတယ်ဒါဟု leader ကကျွန်တော်တို့ဒါပြင်းလဲကြောင်းမြောက်ဖက်ကျွန်တော်တို့လေရင်ပြင်းလဲကြောင်းဟာတော့တော်တော်လေးကိုပျက်စီးသွားတဲ့အခြေအနေတစ်ခုဖြစ်ပါကြောင်းနဲ့တောင်ဘက်လေရင်ပြင်းလဲကြောင်းကလည်းပျက်စီးမှုရှိနေပါကြောင်းကိုကျွန်တော်ရဲ့မိဘတွေကိုပထမဦးစွာအသိပေးလို့ပဲဒါကြောင့်ကျွန်တော်ပြောတာ ကျွန်တော်ပြည်သူတွေတဦးချင်းစီတိုင်းပြစ်လို့လိုက်တဲ့မြားသစင်းဟာကျမဖတ်စစ်ခွေတက်ရဲ့လေရင်မှုတွေကလေတက်လို့သားတွေပဲသူတို့ရဲ့မိသားစုဝင်တွေရဲ့ရင်ကို ဖောက်ပြီးတော့ခွဲနိုင်ခဲ့တယ်ကျွန်တော်ပြည်သူကိုရပောင်းများစွာလာပောင်းများစွာနှစ်ပောင်းများစွာတပ်ဖြတ်ခဲ့ကြတဲ့ကောင်းပြီ အခုပြစ်စင်ကလည်းငောင်းချိုးကိုလေချောင်းကဘုံကျဲဖို့အတွက်ပြင်ဆင်နေတဲ့တိုက်လေရှင်မှနလင်ဒံတွေကြားရဲမှပျက်စီးခဲ့ရတာဒါကအခုတပ်တွင်းကထွက်ပေါ်လာတဲ့ကနဦးသတင်းဖြစ်ပါတယ်ဆိုတော့ဒီချက်ပုံမူတဲ့လီဘဲတွေရဲ့ပြေဆုံးမှုတွေကိုထပ်ပြီးတော့ကြားရဖို့ရှိပါတယ်အကောင်းရှိမယ်ကျွန်တော်တို့အဆိုးရှိမယ်ဟုတ်ပြီ နောက်တဲ့တစ်ခုကလည်းလူသက်မလူပဲနဲ့ပတ်စံပဲလူတဲ့မင်းအောင်လှိုင်းဆော့ထိုင်ဝမ်ပြည်သူတွေအယမ်းကိုရင်နာခဲ့ရတယ်ဆော့ဒီသတင်းကိုကျွန်တော်မပြောခင်မှာထိုင်ဝမ်ရဲ့ကယ်ဆယ်ရေးကျွန်တော်လှုပ်ဆောင်မဲ့အဖွဲ့တွေကိုကယ်ဆယ်ရေးလှုပ်ဆောင်ခွင့်မပေးဘဲနဲ့လှည့်ပြန်ခိုင်းတဲ့ဖြစ်စဉ်ကျွန်တော်ရဲ့မိဘတွေကိုမနေ့ကလည်းကျွန်တော်တင်ပြခဲ့ပြီဖြစ်တယ် ထိုင်ဝမ်ဟာကျွန်တော်တို့နိုင်ငံငလင်တန်ပြင်းထန်စွာ ခံစားနေရတာနဲ့ချက်ချင်းပဲသူတို့တွေကူညီကယ်ဆယ်ဖို့ထုတ်ပေါ်ပြောဆိုလာတာချက်ချင်းပဲသူတို့တွေစီစဉ်ခဲ့ကြတယ်အဲ့ဒီမှာအကြံဖက်အာနာရှူငစနူကောင်းတွေထိုင်ဝမ်ကကယ်ဆယ်အဖွဲ့တွေကို ဝင်ခွင့်မပေးခဲ့ဘူးဝင်ခွင့်မပေးခဲ့ပေမဲ့လည်းပဲ ဒါငလင်ဘေးတင်တဲ့ပြည်သူတွေအတွက်ဒေါ်လာတသိန်းပေးခဲ့တာကိုကြတော့လက်ခံလိုက်တဲ့မင်းအောင်လှိုင်အကျန်းဖက်အဖွဲ့ဆိုတော့ဒီကနေ့ထိုင်ဝမ်သတင်းမှာပေါ်ပြလာပြီထိုင်ဝမ်ပြည်သူတွေဟာလက်ရှိကျွန်တော်နိုင်ငံထဲမှာကျွန်တော်ပြည်သူတွေရဲ့အသက်ကိုတန်ဖိုးမထားဘဲနဲ့ကျွန်တော်တို့ရဲ့လူတွေရဲ့အသက်ကိုမလိုဘဲနဲ့အကျန်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဒေါ်လာငွေကြေးပတ်စံကိုပဲလိုတဲ့ကောင်းလို့အခုပြည်သူတွေကပွင့်ပွင့်လင်းလင်းပေါ့ပေါ့ထင်ထင်ပြောဆိုရေးသားလာခဲ့ကြပါပြီဆိုတော့ဒါကကျွန်တော်တို့နိုင်ငံအတွင်းထဲကပြည်သူကပြောတဲ့အတန်မဟုတ်ဘူးထိုင်ဝမ်ပြည်သူကပြောလာတဲ့အတန်ထိုင်ဝမ်သတင်းကထုတ်လာတဲ့သတင်းဖြစ်ပါဆိုတော့ဟုတ်ပြီ ထိုင်ဝမ်ရှင်ကွမ်ကမ်ဒီကနေပြီးတော့မြန်မာထိုင်ဝမ်ရုံးကနေတဆင်ကျွန်တော်တို့နိုင်ငံရဲ့ငလင်သေးငလင်ဘေးတဲ့နဲ့ပြည်သူတွေအတွက်ဒေါ်လာတသိန်းကိုတော့လက်ခံပြီးတော့ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့တွေကိုပေးမွေနဲ့ဖြစ်စင်မှာထိုင်ဝမ်ပြည်သူတွေအတွက်အရန်ကိုအော်တုံလုတ်ခဲ့ကြရပါတယ်ဆိုတော့ခြားသောဒါနိုင်ငံရဲ့ခြားသောပြည်သူကတောင်းမှဒီလက်ရှိ မတရားအုပ်ချုပ်မတရားအာဏာကိုလူယူထားတဲ့ကောင်တွေရဲ့လုပ်ရက်ကိုသူတို့တွေအယံကိုအံ့ဩသွားတယ်ကျွန်တော်တို့ပြည်သူအတွက်ကတော့မထူဆန်းပါဘူးဟုတ်တယ်နော်ကျွန်တော်ရင်ပြီးပါပြီဒါဆိုရင်တော့သူတို့အံ့ဩမဆုံးဖြစ်နေရတာကလက်ရှိ နိုင်ငံကိုအုပ်ချုပ်နေအုပ်ချုပ်ချင်နေတဲ့ကောင်တွေလက်ရှိအာနာကို ထိန်းထားပါတယ်အာနာကိုတင်ထားပါတယ်လက်ရှိအစိုးရပါဆိုတော့ အတန်ကောင်းဟင်းနေတဲ့ကောင်တွေဟာလူတွေရဲ့အသက်ကိုတန်ဖိုးမထလူတွေရဲ့အသက်ကိုမကယ်ဘဲနဲ့ပေးလိုက်တဲ့ဒေါ်လာတသိန်းကို ကြတော့အရှက်မရှိယူလာကိုသူတို့ကအံ့ဩတာထိုင်ဝမ်ကစီအဖွဲ့တွေဟာကျွန်တော်နိုင်ငံငလင်သင့်တာနဲ့ကျွန်တော်စေပြညာရှင်တွေအပါဝင်ကျွန်တော်တို့ဒါစေဝါတွေနဲ့ တခါတဲ့တပါတဲ့ကုညီဖို့ကိုသူတို့တွေကစိုင်းပြင်ခဲ့ကြတာဖြစ်ပါတယ်။ဖိုင်ဝမ်ရှင်ကွမ်းခမ်းမီကျွန်တော်တို့ဆေးရုံကနေရလဲအားလုံးပေါ့ဗျာကျွန်တော်တို့ဒါရေးပေါ်ကယ်ဆယ်ရေးဆေးဝါးတွေပြီးတော့ဆရာဝန်တွေဆေးပညာရှင်အကုန်လုံးကိုအစင်းနဲ့ပြင်ထားပါရက်နဲ့ကယ်ဆယ်ခွင့်မရလိုက်တဲ့ဖြစ်စဉ်မှာကျွန်တော်ရမိပါတယ်။အားလုံးကတော့အားတင်သွားပါတယ်။ကျွန်တော်တို့ ဒါမြန်မာနိုင်ငံထဲမှာနေနေတဲ့ကျွန်တော်တို့မိသားစုဝင်တွေကတော့ဒီဂျင်းအတွက်ကတော့တိတ်တော့အံ့ဩမှာမဟုတ်ဘူးဒါကတော့ဖြေဖို့ဖြစ်စဉ်တစ်ခုလိုပဲဖြစ်နေပါပြီကျွန်တော်အရှိကာလတွေမှာပြပြခဲ့တဲ့အဲတဘာဘီအန်တဲ့ကျွန်တော်တို့ဒန်တွေကိုခံခဲ့ရတာကျွန်တော်တို့ပြပါပြည်သူတွေကျွန်တော်နိုင်ငံသားတွေကတော်တော်လေးကိုခံနိုင်ရှိရှိတဲ့သူတွေလက်ရှိအချိန်ထိလည်း82နှစ်ကြီးကြော်ပြီးကယ်ဆယ်ရေးလုံးဝမရောက်တဲ့နေရာတွေ ကျွန်တော်ဒီကနေ့ကေဇေရေးကိုစွန်းစွန်းတမန်လုပ်နေတဲ့ရုရှားအဖွဲ့တွေအကြောင်းကိုပြောခင်ပါလက်ရှိကျွန်တော်တို့ငလင်တန်စကိုင်းကိုပို့ပြပြီးတော့လှုပ်ခတ်သွားတဲ့အခြေအနေမှာမန်းလေးကိုကေဇေရေးရောက်တယ်ဆိုပေမဲ့ထိရောက်တဲ့ကေဇေရေးလှုပ်ဆောင်မှုတွေကိုကျွန်တော်တို့ချက်ချင်းမတွေ့ရဘူးမန်းလေးမှာရှိတဲ့ကျွန်တော်တို့ရဲ့မိဘပြည်သူတွေဒုတိယငလင်ဆက်ပြီးတော့လှုပ်ခံရတဲ့အချိန်မှာပုံမှုစိုးရတဲ့ထိတ်လန့်မှုတွေကိုမျောအားထင်ထင်သူတို့ခံစားခဲ့ရတယ် သူတို့မှကုရမဲ့နေတဲ့အခြေအနေကိုကျွန်တော်တို့တွေ့နေရတာဖြစ်တယ်။ဒီအချိန်နဲ့တပြိုင်တည်းတည်းမှာပဲအကျမ်းမဖတ်စစ် ခွေးတက်ဟာလေချောင်းကနေပြီးတော့ကျွန်တော်တို့ပြည်သူကိုဘုံကျဲတက်ဖြတ်နေတယ်။ဒါကိုထိုင်းနိုင်ငံကပါလီမန်ဖွဲ့ဝင်နေတော်မှဒီကနေ့ထုတ်ဖော်ပြောဆိုလာကြတယ်။ဆိုတော့တခါတလေလေးလူစိတ်လေးငွေးဖို့တော်မှ ြောနေရလောက်အောင်ကို လူစိတ်မရှိတဲ့ကောင်းတွေနောက်တစ်ခုသတင်းကောင်းလေးတစ်ခုရှိပါသေးတယ်မနေ့ပြန်လောက်ဆိုရင်တော့အတီးပြုတ်ထွက်ပေါ်လာပါလိမ့်မယ်အဲ့ဒါကတော့ထိုင်းနိုင်ငံကဖိတ်ခေါ်ထားတဲ့အစည်းအဝေးမင်းအောင်လှိုင်ကိုပယ်ချလိုက်ပြီဆိုတဲ့သတင်းလည်းရှိနေပါသေးတယ်ဆိုတော့ကျွန်တော်ရှေ့မှာတစ်ခါပြောဘူးတယ်သူ့အဆင့်နဲ့သူပဲနေရတာပါ သူနဲ့ထိုက်တန်တဲ့နေရာမှာပဲသူနေရမှာဖြစ်ပါတယ်။ဒီအချိန်မှာကျွန်တော်တနိုင်ငံလုံးဒါအိုးတောင်းနေဖြစ်ကျွန်တော်တနိုင်ငံလုံးရန်ကိုပူဆွေးနေရတဲ့အချိန်တနိုင်ငံလုံးအကိုရဲ့သားသမီးတွေကိုယ့်ရဲ့မိသားစုဝင်တွေကိုယ့်ရဲ့တငယ်ချင်းတွေအတွက်စိုးရင်ထိတ်လန့်နေတဲ့အချိန်မှာရန်ကုန်မှာလဲမန်တက်စောင့်နေတဲ့ရန်ကုန် စီမင်းတာယာအဖွဲ့တွေကိုလည်းကျွန်တော်ရင်မိပါတယ်မမေ့ဖို့ရေးကြည့်ပါတယ်ဆိုတော့ထိုင်းနိုင်ငံကဒီကနေ့ထုတ်ပြန်ပါတယ်ဒါထိုင်းမြန်မာတန်ယုံရှိမှာအကြံပွဲစင်ထွဲဖို့အတွက်ပါဝင်ဖို့အတွက်ဒါမန်တက်ဆော့ဖို့အတွက်စီစဉ်နေတဲ့ကိစ္စတွေကိုဒါဖျက်သိမ်းလိုက်တဲ့အကြောင်းသတင်းတွေထပ်ပေါ်လာပါတယ်ဒါပေမဲ့ကျွန်တော်တို့မဟာရန်ကုန်ရဲ့အဓိကမန်တက်ကြီးကတော့ဆောက်လုပ်နေစေ ရေပိုက်တောင်မှသွေနေပါれဆိုတဲ့သတင်းတွေကြားနေရတော့လဲကျွန်တော်တို့အနေနဲ့ကတော့အန်ဩစရာမရှိတော့အောင်ကိုဖြစ်ရပါတယ်ကျွန်တော်မြင်ပါဟုတ်ပြီနေပြီးတော့မှကယ်ဆယ်ရေးတွေကိုဆန်းဆန်းတမန်လှုပ်ဆောင်နေတဲ့ရုရှားကတပ်ဖွဲ့ဝင်တွေဆိုတော့ကျွန်တော်မြင်ပါတယ်ဒါလည်းအန်ဩဖို့ကောင်းတယ်စပြီးတော့ငလင်လှုပ်ထဲကနေပြီးတော့မှကယ်ဆယ်ရေးကိုသူတို့စလုပ်ခဲ့တယ်နေပြီးတော့ရဲ့လမ်းမကြီးတွေကျွန်တော်မြင်ပါတယ်ဒါသွားဖို့တဲ့သူတွေလည်း သိပါလိမ့်မယ်နေပြီးတော့မှကျွန်တော်တို့လမ်းမှာအကျဲကြီးတွေစင်နာကြီးတော့ထိုင်ပြီးတော့ငုတ်တုတ်ကြည့်ရင်တောင်မှကားဆယ်စီးမပြည့်အောင်ကျွန်တော်တို့ဖြတ်တန်းနေတဲ့တော့လမ်းမအကျယ်ကြီးတွေကွန်ကရစ်လမ်းတွေခွဲအပ်သွားတာကိုစောက်လုံရှည်ပစ္စည်းကိရိယာအစုံနဲ့ချက်ချင်းတင်ဆင်နေတာတွေချက်ချင်းတန်ရှင်းတွေလုပ်နေတာတွေကို ကြည့်ပြီးတော့ကျွန်တော်နိုင်ငံမှာငလင်လောက်တာက မျက်နှာရမျက်နှာလိုက်တဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့နေရတာပါဆိုတော့လက်ရှိစကိုင်းတိုင်းမှာငလင်တုတ်ခတ်သွားတဲ့အဆိုးအဝါဆုံးဖြစ်တဲ့စကိုင်းမှာအဆိုးအဝါဆုံးခံခဲ့ရတယ်ဒါပေမဲ့ကယ်ဆယ်ရေးလုပ်ငန်းနောက်အကျဆုံးကဲသူမဲ့အခြေအနေတွေနဲ့ပုတ်ပွားနန်းဟောင်းနေတဲ့အနန်းအသက်တွေနဲ့အတူကျမရေထိခိုက်နှိုင်းတဲ့ဘေးရွက်ဆိုးကျိုးမျိုးမျိုးမျိုးကိုပါခံစားနေရတဲ့ကျွန်တော်တို့ပြည်သူတွေရဲ့အခြေအနေတွေ နေပြည်တော်မှာလူမလာခွေးတော်မလာတဲ့လမ်းပေါ်မှာကြတော့ဆောက်လို့ရရန်ရာအစုံနဲ့ချက်ချင်းတန်ရှင်းလို့ချက်ချင်းပြင်နေတဲ့အခြေအနေတွေကျွန်တော်ရဲ့မိဘတွေနှိုင်းရှင်ပြီးတော့မြင်တွေ့ခဲ့ပြီးဖြစ်မယ်လို့ကျွန်တော်လည်းယုံကြည်ပါတယ်။ဒါအပြင်နေပြည်တော်လှိုင်ကောင်းကြီးကကျွန်တော်ပြည်သူမသိအောင်ဆောက်လုပ်ခဲ့တယ်။အခုကျွန်တော်ပြည်သူသိစရာတော့မလိုအောင်အဲ့ဒီလှိုင်ကောင်းကြီးကလည်းပြိုကျခဲ့တယ်။ ဒီလိုက်ငေါပြူချမှုတွေအတွင်းမှာဂျမဖတ်စစ်ခွေးတက်ရဲ့စစ်အင်ဂျင်နီယာတွေတော်တော်လေးကိုအလုရှုပ်နေကြအလုရှုပ်နေတယ်ဆိုတာထက်သူတို့ရဲ့လှုပ်ရလှုပ်ဆောင်နေတဲ့ထိတ်တန့်အကြီးကဲအချို့လဲတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းတွေထပ်ပေါ်နေတယ်ဒါကိုအပူတပြင်းရှာဖွေဖို့ဒါကိုအပူတပြင်းကယ်ဆယ်ဖို့အတွက်ရုရှားကကယ်ဆယ်ရေးအဖွဲ့တွေကိုအရေးပေါ် ကူညီတောင်းခဲ့ပါတယ်ရုရှားကကယ်ဆယ်ရေးအဖွဲ့တွေကလည်းနေပြီးတော့လှိုင်ကောင်းကြီးတဲမှာပိတ်မိသေးဆုံးနေတဲ့ကောင်တွေကိုချက်ချင်းပဲသူတို့တွေရေးပေါ်ကယ်ဆယ်ရေးတွေလှုပ်ဆောင်နေတယ်ဆိုတော့ကျွန်တော်ရဲ့မိဘပြည်သူရဲပေါ်ရဲပဲညီကိုပေါင်းတော့ကျွန်တော်တို့ငလင်ဟာစကိုင်းကိုဗဟုချက်မန်လေးကိုဖြည့်ဆည်းစေခဲ့တယ် ီးတော့နေပြီးတော့မှလည်းပဲပျက်စီးဆုံးရှုံးမှုတွေတော့ရှိခဲ့တယ်။ဆိုတော့အဓိကဘိုလ်ချက်နေရာမှာကျွန်တော်ပြည်သူတွေကဲဆယ်ခွင့်ကဲဆယ်ရေးအာနေခဲ့အာနေခဲ့တယ်ဆိုတာထက်လုံးလုံးမရှိတာကိုလည်းကျွန်တော်တွေ့ခဲ့ရတယ်ဆိုတော့ကျွန်တော်လူမှုလူမှုရေးအသင်းတွေပြီးအခြားသောကယ်ဆယ်ရေးအဖွဲ့တွေတွားရောက်ကူညီမယ်ဆိုရင်တောင်မှဖြတ်တန်းသွားလာအခွင့်မပေးဘူးဆိုတော့ တကယ်ဆိုးရတဲ့အခြေအနေခုမှာဓာရီအားလုံးရဲ့တရားခံကလက်ရှိအာနာသိမ့်ထားတဲ့အကြံဖက်အုပ်စုကြောင့်ကျိုးပြည်သူတွေမတည်သင့်မဲနဲ့တည်ခဲ့ရတာအချိန်မီကယ်ဆယ်ခဲ့မယ်ဒီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်းအချိန်မီလှုပ်ဆောင်ခဲ့မယ်ကုသမှုတွေကိုလည်းအချိန်မီလုပ်ခဲ့မယ်ဆိုရင်ကျွန်တော်ပြည်သူတွေအလောက်တည်ရမှာမဟုတ်သေးဘူးအခုကြားနေရတဲ့တည်ဆုံးစင်းတွေကဒီတက်ပို့ပုံများပြဖို့ရှိပါသေးတယ်ဆိုတော့တစ်ခါတည်းမှာကျွန်တော်တို့ဟာ လက်ရှိဒီအာနာယူတွေထပ်ပြီးတော့ရှိနေသေးကြတော့ကျွန်တော်ပြည်သူတွေအလူလဲခံရအောင်မှာဘလို့နီးလန်းနဲ့ပဲဖြစ်ဖြစ်ကျွန်တော်ပြည်သူကပထမဦးစွာခံရတာဖြစ်တယ်ဆိုတော့လက်ရှိအခြေအနေမှာလည်းပဲကဲသူမဲ့နေတဲ့အခြေအနေတွေကိုလည်းကျွန်တော်အများပြတွေ့နေရတဲ့အပြင်ဒီငလင်ကိုလှုပ်ခတ်ပါမယ်ဆိုတာကိုနိုင်ငံတကာကကြိုတင်ပြီးတော့အတိပေးထားပါရက်နဲ့ငလင်လှုပ်ခတ်တဲ့အချိန်မှာ စေဝါကုသဖို့လဲမရှိလမ်းပေါ်မှာပဲဖြစ်သလိုကုသနေရတဲ့အခြေအနေကျွန်တော်တို့ပြည်သူကပဲကျွန်တော်တို့ပြည်သူလက်နဲ့ပဲကျွန်တော်တို့ပြည်သူကိုပြန်ပြီးတော့ကဲတင်နေရတဲ့အခြေအနေတွေကိုကျွန်တော်ထပ်မံပြီးတော့မြင်တွေ့နေရတာဖြစ်တယ်။ဒါတွေကုန်လို့အဆုံးသတ်ဖို့ရအကြမ်းဖက်ဖက်စစ်ခွေတက်အမြစ်ပြတ်ခြေမှုံတုတ်တင်ဖို့အရေးကြီးနေတယ်ဆိုတာကိုကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့မိဘတွေ ပို့ပြီးတော့ထင်သာမြင်သာရှိသွားပြီလို့တော့မျှော်လင့်ပါတယ်ဒီကနေ့မှကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေကျွန်တော်ရဲ့မိဘပြည်သူတွေဘောကြောင့်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုတွေကိုဒီထက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးနေပါတယ်နန်းနေပေးစစ်ပေးကပ်ပေးကြောက်နေတယ်ကျွန်တော်နိုင်ငံအတွင်းမှာမိဘပြည်သူရဲဘော်ရဲဘက်တအိုးချင်းစီတိုင်းဘေးရန်နေကင်းရှင်းပါကြောင်လေးလင်းနဲ့စတောင်းရှင်းနေကျွန်တော်ရဲဘော်ရှမ်းနေပါ